မြေပူချိန်တောက်နေသော လူသွားလမ်းဘေးတွင်ပင်မနှွမ်းနေနေသောအမျိုးသမီးတဦးသည်ရဲရာရှိတဦး၏စော်ကားခြင်းနှင့်ချိန်ချောက်ခြင်းကိုခံစားနေရသည်သို့သောထိုအမျိုးသမီးမှာရိုးရိုးပေါ်ပေါ်မဟုတ်အတွင်ပြောင်းထားသောရဲမှုတဦးဖြစ်သည်ကိုမြည်သူကမှမထင်မှတ်နိုင်ခဲ့ပေမြေပူချိန်အောက်တွင်လူသွားလမ်းဘေး၌အမျိုးသမီးတဦး ငိမ်သက်စွာထိုင်နေသည့်မြေဖြူရောင်အဆောက်အုံရိပ်များအောက်တွင် သူမ၏ကိုယ်ပေါ်တွင် ဖုံးမှုများနှင့်ချွေးများပေကျန်နေသည့်သပင်များကဖြူဖျဲလာပေါင်းများစွာခေါင်းဖိထားခြင်းမရှိတကဲ့သို့ဖြစ်နေသည့်အဝတ်အစားများမှာဟောင်းနှွင့်ညစ်ပတ်ကအစွန်းထင်းများဖြင့်ပြည့်နှက်နေပြီးအချို့နေရာများတွင်ပြဲနေသည့်ကြမ်းတမ်းပြီးအဆုံးမရှိသောခရီးတစ်ခုကိုဖျက်တမ်းလာတကဲ့သို့ပင် သူမ၏ပိန်သွဲသောလက်များတွင် ရေတဝက်သာကျန်သော ပလတ်စတစ်ပလင်းဟောင်းကိုကင်ထားသည် သူမ၏မျက်လုံးများက လမ်းမပေါ်ရှိ လူအများပြားကိုငေးကြည့်နေသည့်လူများသည် သူမရှိမှဖြတ်သွားကြပြီးအချို့ကဆက်ဆုပ်ယွန်ရှာသောအမူအရာဖြင့်ခိုးကြည့်ကြသည် မိခင်တဦးကသူမ၏ကလေးကိုအလင်းမြန်ဆွဲခေါ်သွားပြီးတိုးတိုးလေးပြောလိုက်သည် သူတို့ကစင်းရဲသားတွေအနာမကပ်နှင့်လမ်းမပေါ်ရှိ မော်တော်ယာဉ်များသည့် အဆက်မပြတ်သွားလာနေသည်ခရီးသည်တင်ရင်များတက္ကစီများလဲများဆိုင်ကယ်များနှင့် စပေးများသည်တစည်းနှင့်တစည်းရှင်ပြိုင်နေကြသည်အချို့ယင်မောင်းများကဘီယာတောက်ရင်းလှုပ်ရှားနေပြီးတချို့ကတော့ဆေးလိပ်ဖွာနေကြသည်ဤကားရန်ကုန်မြို့ဤပုံမှန်မြင်ကွင်းတရက်လမ်းဘေးတွင်ဆိုင်ကယ်ကယ်ရီသမားများလမ်းဘေးဈေးတွေများနှင့်ဈေးဝယ်သူများရှုပ်ထွေးနေသည်ကားဟွန်းတန်များရောင်းသူဤအော်တန်များဖုံးပြောတန်များဖျားရှိခိုးတန်များနှင့်တချင်းတန်များရောရှက်နေသည် ိုပယုတ်ဒုက္ခကြားမှရဲရရှိဘိုကြီးသူရသည် သူ၏ဆိုင်ကယ်ကိုလမ်းဘေးတွင်ရက်လိုက်သည် သူသည်အဝါရောင်ဆိုင်ဘုတ်ကိုဖြတ်ကျော်ပြီးအနီးနားရှိဈေးဆိုင်တစ်ဆိုင်သို့ဝင်လိုက်သည်သို့တော်သူ၏မျက်လုံးများကစိတ်နှောင့်ယှက်ဖြစ်เสียတခုခုကိုမြင်လိုက်ရသည် လူသွားလမ်းဘေးတွင်ပိန်ပိန်ပါပါ အမျိုးသမီးတဦးထိုင်နေသည်ကိုမြင်လိုက်ရသည် သူသည်အမြဲတစေစီကံတင်းကျပ်သူအနေငယ်ရိုင်းဆိုင်သူလည်းဖြစ်သည် သူသည်လမ်းစည်းကမ်းများကိုလစ်လူရှုတက်ပြီးစိတ်ခံစားမှုပြင်းထန်ကဒေါသထွက်เสียရများကို ရှာဖွေနေတဲ့သူဖြစ်သည် သူ၏မျက်လုံးများကမီးတောက်နေပြီးသူ၏မျက်နာတွင်ဒေါသအလျောက်အနီရောင်တန်းနေသည် သူ၏မီးတောက်နေသောမျက်လုံးများကအမျိုးသမီးကိုကြည့်လိုက်သည် ဒီလူကအများပြည်သူနေရာမှာမရှိတင်ဘူးဟုသူတွေးလိုက်သည်အများပြည်သူနေရာတွင်ဤသို့ထိုင်နေခြင်းကမြင်ကွင်းကိုအနှောင့်အယှက်ဖြစ်စေသည်ဟု သူထင်သည်စဉ်းစားမနေတော့ဘဲသူမစီတို့လှမ်းသွားသည် သူ၏ခြေနှင်းဖိနှက်နှက်များကပူပြင်းသောလူသွားလမ်းပေါ်တွင် ထိမိသည် ထိုမျိုးသမီးရှိသူရောက်သောအခါသူသည်ဒေါသတကြီးခက်ပြင်းပြင်းတက်ပြင်းချလိုက်သည်ဟေ့မင်းဒီမှာဘာလုပ်နေတာလဲဘာလို့ဒီမှာထိုင်ပြီး တောင်းရဲနေတာလဲလမ်းမပေါ်မှာညစ်ပတ်အောင်မလုံးနဲ့ဟုသူအတန်မာမာဖြစ်အော်ပြောလိုက်ရာလမ်းသွားလမ်းလာအနေငယ်ရက်တန်သွားကြသည်မချစ်စုသည် ပြန်မဖြေပဲမျက်လုံးများကို လမ်းမပေါ်သို့စိုက်ကြည့်နေသည်ရဲရာရှိရောက်လာခြင်းက သူမကိုအနေငယ်မှ မနှောက်ယှက်တကယ်သူဖြစ်နေသည် ဘိုးကြီးသူရစိတ်တူသွားသည်ငါ့ကိုလစ်လျူရှူတာကိုမုန်းတယ်ဟုသူတွေးလိုက်သည်ဤမျိုးသမီးသည်ကြောက်ရွံ့ပြီးချက်ချင်းထွက်သွားလိမ့်မည်ဟု သူထင်ခဲ့သည်သို့တော်မဟုတ်ခဲ့ဤမျိုးသမီးသည်သူ၏တရှိမှုကိုအရေးမကြီးဟုသဘောထားတကယ်သို့ငြိမ်သက်နေသည်ဟေ့ဒီမှာမအိပ်ရဘူးမင်းအိမ်မက်မမက်ရဘူးငါမမောင်းထုတ်ခင်လစ်ပစ်လိုက်ဟု သူဒေါသတကြီးပြောလိုက်သည် မချစ်စုသည်မြည်သည့်စကားမှမဆိုဘဲငြိမ်သက်နေသည် ဝကြီးသူရဤဒေါသကပုံမူပြင်းထန်လာသည်သူသည် မချစ်စုဤခြေထောက်နားရှိရေပလင်းဟောင်းကိုမြင်လိုက်သည်ရည်ရွယ်ချက်ရှိရှိဖြင့်ထိုပလင်းကိုကန်လိုက်ရာ လမ်းမပေါ်သို့လွင့်ဆင်သွားသည်ငါထွက်သွားလို့ပြောနေတာကိုဘာလို့နားမလဲတာလဲဟုသူအော်ဟစ်လိုက်သည်အနီးနားရှိလူအများကကြောက်ရွံ့တုန်လှုပ်နေကြသည် အာနာပိုင်များကို စန့်ကျင်ခြင်းကပြဿနာဖြစ်နိုင်သည်ကို သူတို့သိသောကြောင့်ဖြစ်သည်ဘိုလ်ကြီးသူရသည် လက်ကိုမြောက်ပြီးမချစ်စုကိုအတင်းဆွဲရင်ပြင်လိုက်သည်ချက်ချင်းဆိုသလိုတစုံတစ်ခုကသူ့ကိုရက်တန့်လိုက်သည်မချစ်စုဤပိန်သွဲသောလက်များကသူ့လက်ကောက်ဝတ်ကိုမြဲမြံစွာဆုပ်ကင်ထားသည်မင်းဆက်လို့ဖို့တေချာလားဟုသူမကအတန်တိုးတိုးအေးဆက်ဆက်အာနာအပြည့်ဖြင့်ပြောလိုက်သည်ချက်ချင်းဆိုသလိုနေကင်းဘက်ဤပူပြင်းသောလေရုကကိုငိုပြင်းထန်လာတဲ့ကဲသို့ခံစားရသည် ဝကြီးသူရခနာမြတုံဆိုင်သွားသည်ထူးဆန်းသည့်တခုခုရှိနေသည်ဤပင်ပန်းနွမ်းနယ်နေသောအမျိုးသမီးဤစကားပြောပုံသူမ၏အတန်နေအတန်ထားကတည်ငြိမ်တော်လဲဖီအားပြေပါနေသည်ယခင်ကဗလာချင်းပြီးပင်မန်းနေသောသူမ၏မျက်လုံးများကယခုအခါပြက်သားလာပြီးသူကမင်းမြဲနေသူမဟုတ်ပဲသူမကသာ သူ့ကိုစစ်မင်းနေတကယ်သူဖြစ်နေသည် သို့တော်ဘူကြ ဤသူရာဤမာနာကငြိမ်မခံခဲ့ပေသူသည် မချစ်စုဤလက်ကိုအကြမ်းဖြင့်ပယ်ရှားလိုက်ပြီးပြင်းပြင်းထန်ထန်နှာခေါင်းရှုံလိုက်သည်ဟဲဟဲမာနာကြီးလှကြည်လားလမ်းဘေးမှာတောင်းရန်ပြီးတော့ငါ့ကိုပြန်ခုခံရဲသေးတယ်ဟုသူပြောလိုက်သည်ထိုဖြစ်ပျက်ကိုတတိထားမိနေစေလူ အချို့ကတိုးတိုးလေးတိုင်ပင်နေကြသည် ခင်ကစင်ရသားတဦးဟုထင်ရသောအမျိုးသမီးသည်ယခုအခါခမမက်ရက်နေပြီးအာနေခြင်းလက်နက်ချခြင်းမရှိတော့ပေ သူဤဒေါသကပုံမူပြင်းထန်လာသည်မင်းငါဘာလုံးနိုင်လဲတီလားငါမင်းကိုဖမ်းလို့ရတယ်မင်းရဲ့မှတ်ပုံတင်ပြစမ်းစင်ရသားတယောက်လိုမှတ်ပုံတင်မရှိတော့ဘူးပေါ့ဟာဟာဟုဗိုလ်ကြီးသူရရေမောလိုက်သည် သူဤချင်းချောက်မှုများကိုကျေနပ်နေသည့်ဤအမျိုးသမီးသည်ကြောက်လန့်တုန်လှုပ်သွားပြီဟုသူယုံကြည်သည် မင်းမသွားပြီ ဟုမချစ်စုကတိုးတိုးလေးပြောလိုက်သည် သူမ၏အတန်ကရဲရရှိ၏နားထဲတွင်ပဲ့တင်ထက်သွားသည်မင်းမသွားပြီဘိုကြီးဟု သူမကပြောလိုက်သည်ဘိုကြီးသူရမျက်မှောင်ကျုပ်လိုက်သည်စိန်ခေါ်ခံလိုက်ရသည်ဟု သူခံစားရသည် အော်မင်းပါလုံးမှလဲငါ့ကိုတိုင်ကြားမှလားဟုသူလှောင်ပြောင်သောအတန်ဖြင့်ပြောလိုက်သည် သို့တော်သူပုံမူပြောဆိုနိုင်ခြင်းမတိုင်မီမချစ်စုသည် သူမ၏အင်ဂျီအောင်မှတစုံတစ်ခုကိုဆွဲထုတ်လိုက်သည်ပလတ်စတစ်မပုံတင်ကပြားငယ်လေးတစ်ချက်ညစ်ပတ်နေပြီးဖုံမှုံများကက်နေတော်လဲအတွင်းရှိစာလုံးများကရှင်းရှင်းလင်းလင်းဖတ်ရှုရသည် သူမကထိုကပြားကို ရင်ဘက်အမြင့်သို့မြောက်ကင်လိုက်ပြီးဘိုးကြီးသူရ၏မျက်နာကိုငြိမ်သက်စွာပြသလိုက်သည် ရဲရာရှိ၏မျိုးလုံးများကကပ်ပြားပေါ်ရှိစာလုံးများကိုဖမ်းမိသောအခါယခင်ကယုံကြည်မှုအပြည့်ရှိသောသူ၏မျက်နာသည်ချက်ချင်းဆိုသလိုအယောင်ပြောင်းသွားသည်ပါးပေါ်ရှိအနီရောင်များပျောက်ွယ်သွားပြီးဖြူဖြော့သွားသည်ယခင်ကဒေါသအပြည့်ဖြင့်စုပ်ထားသောသူ၏လက်များကယခုအခါပျော့ပြောင်းသွားသည်သူ၏နှုတ်ခမ်းများအနှဲငယ်ပွင့်သောအားတော်လဲအတန်တတန်မျှမထွက်လာခဲ့ထိုကပ်ပြားပေါ်တွင် ရှင်းရှင်းလင်းလင်းရေးထားသည်မှာ ရဲမှုမချစ်စုနိုင်ငံတော်ရဲစည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ဟူ၍ဖြစ်သည် ထိုခိုက်တန့်တွင်ကဘာကြီးရက်တန့်သွားသကဲ့သို့ဗိုလ်ကြီးသူရခန်းစားလိုက်ရသည်ဘူကြီးသူရရက်တန့်သွားသည် သူ၏မျက်လုံးများကမှပုံတင် ကပြားပေါ်ရှိ စာလုံးများကို ကြည်ရင် ပြူးကျယ်လာသည် သူ၏ပါဇက်ပွင့်သွားတော်လဲစကားတခွန်းများမထွက်လာခဲ့ယခင်ကဒေါသအပြည့်ရှိသော သူ၏လက်များက ယခုအခါဘေးဘက်တွင် ပြောခွေကြနေသည် နားထင်မှချွေစည်းများစီးကြလာသည် သို့သောသူ၏မာနာကသူ၏အမားကိုချက်ချင်းဝန်ခံရန်ညှဉ်းဆန်နေဆဲဖြစ်သည်သူသည်အေးဆက်ဆက်လှောင်ပြောင်လိုက်သည်မင်းနောက်နေတာမဟုတ်လားဒါရီအားလုံးက နောက်နေတာဟုတ်တယ်မလားယခင်ကဒေါသတကြီးအော်ဟစ်ခဲ့သောအတန်ကယခုအခါတွန့်ဆုတ်နေသောဟန်ပန်ဖြစ်ပြောနေသည် မချစ်စုသည်ငိန်သက်နေစေယခုအခါပုံမူပြင်းထန်သောအကြည့်ဖြင့်သာသူ့ကိုကြည်နေသည်ပဝင်းကျင်ရှိလူများကထူးဆန်းသည့်တခုခုရှိနေသည်ကိုသတိပြုမိလာသည်ယခင်ကစင်ရဲသားတဦးဟုခင်မှတ်ထားသောအမျိုးသမီးတွင်အစိမ့်မြင့်ယာရုတစိမ့်ရှိနေသည်တီတိုးတန်များပုံမူကျဲလောင်လာသည်ဘူကြီးသူရကလက်မခံခဲ့ပေသူသည်လက်ကိုအကြမ်းဖျင်းပယ်ရှားလိုက်ပြီးရင်းသည်လှည့်စားမှုတစ်ခုသာဖြစ်သည်ဟု သူကိုယ်သူယုံကြည်စေခြင်းနေသည်မင်းမဟုတ်ဘူးဟုသူယခင်ကထက်ပူမိုကျဲလောင်စွာအော်ပြောလိုက်သည်သူဤတိုးပွားလာသောကြောက်ရွံ့မှုကို ဖုံးကွယ်ရန်ကြိုးစားနေသည်ငါကိုမိုက်မဲတယ်လို့ထင်နေတာလားဒီကပြားကအတူဖြစ်နိုင်နေမင်းကလမ်းဘေးကမိမတယောက်ပဲဟု သူဆက်ပြောလိုက်သည်စဉ်းစားမနေတော့ပဲ သူသည်လက်ကိုဆန့်တန်းပြီးမချစ်စုဤလက်ထဲမှမှတ်ပုံတင်ကပြားကို ဆွဲယူရန်ကြိုးစားလိုက်သည်ထို့နောက်ဖြစ်ပျက်ခဲ့သောအရာက သူ၏လက်ကောက်ဝတ်ကိုမြဲမြံစွာဆုပ်ကင်လိုက်ခြင်းဖြစ်သည်ရဲဘော်ဟု မချစ်စုက အတန်တိုးတိုးဖြင့်သို့တော်ဖိအားပြည့်ဖြင့်ပြောလိုက်သည်တော်တင့်ပြီးဘိုကြီးသူရသည်သူ၏လက်ကိုပြန်ဆွဲထုတ်ရန်တုံ့ပြန်လိုက်တော်လဲမချစ်စု၏လက်ကလှုပ်ရှားခြင်းမရှိပေသူ၏လက်ကောက်ဝတ်ပေါ်ရှိဖိအားများပုံမူပြင်းထန်လာသောအခါသူအနေငယ်မျက်မှောင်ကျုပ်လိုက်သည် လွတ်လိုက်ဟု သူအော်ဟစ်လိုက်သည် သူ၏အတန်တွင်ကြောင်းလန်းမှုအပြည့်ဖြင့်ပဲ့တင်ထက်နေသည်မချစ်စုသည်တလန်းဆုပ်သွားပြီးနာကျင် နေသော သူ၏လက်ကဝတ်ကိုပုတ်တက်လိုက်သည်ရှေ့ယွတ်မှုကသူ့ကိုဖုံးလွှမ်းလာသည် သူသည်လမ်းဘေးမှဆင်းရဲသားတဦးဟု သူထင်ထားသူတဦး၏ရှေ့တွင်အရှက်ရခဲ့ပြီးဖြစ်သည်မင်းငါကိုဒီလောက်နဲ့မပြီးစေချင်ဘူးဆိုရင်တော့အဖြစ်ပြက်တွေကပိုဆိုးလာလိမ့်မယ် မချစ်စုသည်ရဲရရှိ၏ညနာကိုတဲ့တဲ့ကြည့်လိုက်သည် မင်းဘလောက်အထိဆက်သွားခြင်းလဲဗိုလ်ကြီးသူရသည်ပဝင်းကျင်မှ လူများ၏စူးရှသောအကြည့်များကိုရှောင်ရှားရန်စူးစမ်းလိုက်သည်သူသည် ကိုတွင်းကိုတူးနေပြီဟု သူသိသည်ဗိုလ်ကြီးသူရသည်တောင့်တင်းစွာရက်နေသည် သူ၏မျက်လုံးများကသူ၏ရှေ့မှအမျိုးသမီးကိုငေးကြည့်နေစေဖြစ်သည် သူမသည်ယခုအခါမမက်ရက်နေပြီမိနစ်အနည်းငယ်ခန့်က သူစော်ကားခဲ့သောပင်ပန်းနွမ်းနေသော မျိုးသမီးနှင့်လုံးဝကွာခြားနေသည်ပဝန်းကျင်ရှိလေထုတစ်ခုလုံးပြောင်းလဲသွားသကဲ့သို့ခံစားရသည် မချစ်စုသည်သူကြိုက်သလိုပြုတ်ငူနိုင်သောစင်းရဲသားတဦးနှင့် မတူတော့ပေ သူမသည်ယခုအခါအာနာရှိသောခေါင်းဆောင်တဦး၏အရေးအဝါဒကိုထုတ်ဖော်နေသည် သူ၏ရဲဌာန၏အစဉ်တန်းအရာသူထက်များစွာမြင့်မားသူတဦးဖြစ်သည် သို့သော သူ၏မာနာကဆက်လက်ခုခံရန်စူးစမ်းနေစေဖြစ်သည် သူသည်ဤအခြေအနေကိုနှောင်ပြောင်ရန်စူးစမ်းခဲ့တော်လဲသူ၏အတန်ကတုံရင်နေသည် မင်းဘလို့ဖြစ်နေလဲငါ့ကိုကြည်စမ်းငါဘသူလဲဆိုတာသိလားဟုသူပြောလိုက်သည်မင်းဘသူပဲဖြစ်ဖြစ်မင်းအခုငါလက်ထဲမှာပဲဟုသူထပ်ပြောလိုက်သည်ထိုလူသည်သူ၏အာနာကို ပြန်လဲတိဆောက်ရင်ထပ်မံစူးစားခဲ့သည်သူသည်ပဝင်းကျင်ကိုကြည်လိုက်ရာပုံမှုများပြားသောလူများကသူတို့ကိုကြည်နေကြသည်ကိုသတိပြုမိလိုက်သည်သူအခု နောက်ဆုတ်လိုက်ရင်ရဲရာရှိတဦးအနေဖြင့်သူ၏ဂုံတိတ်ခါပျက်စီးသွားမည်ဖြစ်သည်ထို့ကြောင့် သူသည်လက်ကိုအကြမ်းဖျင်းရွှေ့ပြီးမချစ်စု၏မျက်နာကိုတဲ့တဲ့ထိုးပြလိုက်သည်။နားထောင်ဆန်းငါကစီကံထိန်ထိန်ဖို့တာဝန်ယူရတဲ့သူမင်းပြဒနာရှာရင်ငါမင်းကိုဖမ်းလို့ရတယ်။တော်ပြီထိုစကားတခွန်းသေးသာမချစ်စု၏နှုတ်ခမ်းမှထွက်လာတော်လဲဘူကြီးသူရ၏ရင်ဘက်ကို ထိမှန်သောတန်တူရိုက်ချက်တပွဲဖြစ်သွားသည်ချက်ချင်းဆိုသလိုသူ၏အတန်ရက်တန်သွားသည် မချစ်စုသည် ော်ဟစ်ခြင်းမရှိဒေါသထွက်ခြင်းမရှိတော့လေသူမ၏အတန်တွင်ငင်းဆန်၍မရတော့အာနာစွာအားပါဝင်နေသည်ချက်ချင်းဆိုသလို မချစ်စုသည် သူ၏အင်ကြီးအိတ်ကတ်ထဲမှတစုံတစ်ခုကိုထုတ်လိုက်သည်ဤတကြိမ်တွင်မှပုံတင်ကပြားမြမဟုတ်တော့ပေသူမကထိုအရာကိုမြောက်ကင်လိုက်ရာထိုအဖြစ်ပြက်ကို ကြည့်နေသောလူတိုင်းရှင်းရှင်းလင်းလင်းမြင်နိုင်သည်ရင်းမှအစိမ့်မြင့်ရဲတပ်ဖွဲ့ဤတစိမ့်ဖြစ်သည် တောက်ပြောင်နေပြီးနေရောင်အောက်တွင်ရောင်ပြန်ဟပ်နေသည် အဝါယောင်တစိ့တွင်ရဲမှုအမှတ်သားများပါဝင်သည် သူမကထိုတစိ့ကိုမြောက်ကင်လိုက်ရာ လေရုတစ်ခုလုံးပြောင်းလဲသွားသကဲ့သို့ခံစားရသည် သူမသည်တလန်းရှိတိုးပြီးယခုအခါငြိမ်သက်၍မရတော့သော ထိုလူ၏မျက်နှာနာသို့နီးကပ်စွာချဉ်ကပ်လိုက်သည်ငါဘသူလဲဆိုတာသိလားငါကဒီရဲတပ်ဖွဲ့မှတာဝန်ထမ်းဆောင်နေတယ်မချစ်စုကတည်ငြိမ်သောအတန်ဖြင့်ပြောလိုက်သည်သူမ၏အကြီးက ရဲရာရှိ၏မျက်လုံးများကိုစိုက်ကြည့်နေသည် ထိုဖြစ်ပျက်ကိုကြည့်နေသောလမ်းဘေးဆေးတွေများလည်းရက်တန့်သွားကြသည်သူတို့ယခုအခါစိတ်လှုပ်ရှားစွာရက်ကြည့်နေကြသည်ဘူကြီးသူရမူးဝေလာသည် သူ၏မျက်နှာနီးမြန်းလာသည်မျက်လုံးများမယုံနိုင်စွာပြုကျယ်လာသည် သူ၏နားထဲတွင် မချစ်စု၏စကားများကပဲ့တင်ထက်နေသည်ငါဘသူလဲဆိုတာသိလားမချစ်စုက သူရှိတွင်မမတ်ရက်နေစေဆောင်းဆိုင်နေသည် သူမသည်ခုခံကာကွယ်ရန်ဆောင်းဆိုင်နေခြင်းမဟုတ်ပေ၏လူတွင်နောက်ထပ်စင်ကြေးပေးစရာအကြောင်းပြချက်မရှိတော့သည်ကိုသူမသိသည် သူမသည်အမားဝင်ခံမှုကိုသာဆောင်းဆိုင်နေသည်ထိုခိုက်တန့်တွင်ဗိုလ်ကြီးသူရသည် သူရှုံးနေသွားပြီဖြစ်ကြောင်းရုတ်တရက်သိရှိလိုက်သည် နေခင်းဘက်နေပူရှိန်ကပုံမူပြင်းထန်လာသည်သူ၏နားထင်မှချွေးစည်းများ စီးကြလာပြီးမောပန်းနှွမ်းနယ်မှုကြောင့်အသက်ရှူရကျက်နေသည် သူသည်သူ၏ဒေါသကိုဖြေရှင်းရန်အကြောင်းပြချက်တစ်ခုကိုရှာဖွေနေတော်လဲသူ၏စိတ်များရှုပ်ထွေးနေသည်ဒါမဖြစ်နိုင်ဘူးဒီလိုစင်းရဲသားတယောက်ကဘလို့လုပ်ပြီးဒီလိုအစင်းမြင့်ယာရုတစိတ်ကိုကိုင်းဆောင်နိုင်တာလဲကျွန်တော်မှားသွားပါပြီဒါပေမဲ့ကျွန်တော်တာဝန်ကျေယုံတသက်ပါဟု ူအတန်တိုးတိုးဖြင့်ပြောလိုက်ရာကြားရလူနီးပါပင်မချစ်စု မျက်မှောင်ကျုပ်လိုက်သည်အကြောင်းမဲ့လူတဦးကိုအော်ဟစ်ချင်းချောက်တာကမင်းရဲ့တာဝန်ထဲမှာပါလားမာနာကြီးစွာနဲ့ပြည်သူကိုဆက်ဆံတာကမင်းရဲ့တာဝန်လားဟု သူမက မေးလိုက်သည်ဘူကြီးသူရသည်မြည်သည့်အရာကိုမျှပြန်မဖြေနိုင်ခဲ့သူ ပြောနိုင်သောအကြောင်းပြချက်မရှိတော့ပေသူဤလောက်ရဲ့များအားလုံးကသူမီမျှယုံညံ့သည်ကိုထင်ရှားစွာတတ်သိပြနေပြီဖြစ်သည် သူသည်အနေငယ်နောက်ဆုတ်သွားသည်သူသည်လူသွားလမ်းပေါ်ရှိပင်မနှွမ်းနေနေသောအမျိုးသမီးတဦးကိုရင်ဆိုင်နေရခြင်းမဟုတ်တော့ပေ သူသည်သူထက်အာနာပူငုံမြင့်မားသူတဦးသူဤကံကြမ္မာကို တခဏချင်းအတွင်ဆုံးဖြတ်နိုင်သူတဦးကိုရင်ဆိုင်နေရပြီဖြစ်သည် သူရမချစ်စုက ထိုလူဤနောက်ဆုံးနာမည်ကိုပြက်သားစွာခေါ်လိုက်သည်မင်းအာနာကိုအလွဲသုံးစားလုပ်တဲ့ရဲတွေဘာဖြစ်သွားလဲသိလားဘိုကြီးသူရပြန်မဖြေနိုင်ခဲ့အဖြေကိုသူသိနေပြီဖြစ်သည် သို့သောဤတစ်ချိန်တွင် သူ၏မျက်နာကဒေါသကြောင့်နှင်းမြန်းနေခဲ့တော်လဲယခုအခါပြစ်ဒဏ်ပေးခံရတော်မူတရိษံတကောင်ကဲ့သို့ဖြစ်နေသည်ဘူကြီးသူရဤခေါင်းကုန်းကြသွားသည်လူအုပ်ကြီးကဒီတိုးပြောဆိုနေကြသည်စူးရသောအမျိုးသမီးအကြည့်များက သူ့ကိုဖောက်ထွင်းဝင်ရောက်ပြီးသူ၏ဝတ်စုံအောက်တွင်ဝတ်ထားသော သူ၏ရုံမှမှုအလုံးကိုဖက်ရှုနေတဲ့ကဲ့သို့ဖြစ်နေသည် သူ၏မာနသည် ယခုအခါချိုးပဲ့ခံလိုက်ရပြီဖြစ်သည်သူသည်ဒီအခြေအနေကနေရုံထွက်ခြင်းသည်ကျွန်တော်မှားသွားပါပြီ ကျွန်တော်တောင်းပန်ပါတယ်ဟုသူအတန်တုံရင်စွာဖြင့်ပြောလိုက်သည်တောင်းပန်တာမဟုတ်ဘူးမင်းတောင်းပန်တာမဟုတ်ဘူးမင်းကိုတောင်းပန်တာကမင်းရဲ့ဘဝကိုပြောင်းလဲဖို့ခွင့်ရေးပဲငါတောင်းပန်တာကမင်းရဲ့အပြုတ်မှုကိုပြောင်းလဲဖို့ပဲမချစ်စုက သူ၏နှုတ်ခမ်းကိုဖိထားလိုက်ပြီးအတန်အေးဆက်ဆက်ဖြင့်ပြောလိုက်သည်ဒီတစ်ချိန်တော့မင်းတေချာနားထောင်လိမ့်မယ် ငါကနိုင်ငံတော်ရဲစည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ကရဲမှုမချစ်စုပါငါဒီကိုရဲတွေရဲ့စိတ်တက်ကိုစစ်ဆေးဖို့လာတာအများပြည်သူများကမာနာကြီးသောရဲရာရှိတဲ့ဦးအပြစ်ပေးခံရသည်ကိုမြင်ရသောအခါစိတ်ကြေနပ်မှုရရှိကြသည်ဘိုးကြီးသူရနောက်တလန်းဆုတ်သွားသည်သူဤလက်များတုံရင်နေသည်ဖြစ်နိုင်နေဟုသူရေရွတ်လိုက်ရာအတန်က ကြားရလူနီးပါးပင်ဒါမဖြစ်နိုင်ဘူး ကျွန်တော်မသိဘူးမင်းမသိတာကမင်းရဲ့အာနာကိုအလွဲသုံးစားလုပ်နေလို့ပဲဟုမချစ်စုကချက်ချင်းဆိုသလိုပြောလိုက်သည်မင်းအမြဲတမ်းကိုကိုကိုအာနာအပြည့်နဲ့ရဲလို့ထင်နေတယ်ကျွန်တော်မရည်ရွယ်ပါဘူးကျွန်တော်မရည်ရွယ်ပါဘူးသူဒီညင်းဆိုခြင်းခဲ့သည် နောက်ထပ်အကြောင်းပြချက်များရှာဖွေခြင်းခဲ့သည်သို့တော်သူ့ကိုကဲတင်နိုင်သောစကားလုံးတစ်ခုမှမရှိကြောင်းသူတိတိဖြစ်ပျက်ခဲ့သည်များအားလုံးကညင်းဆို၍မရသောတတ္တိတာရကများဖြစ်သည် သူသည်မချစ်စုမည်သူဖြစ်သည်ကိုမသိဘဲမိုင်မဲသောလောရဲ့များပြုတ်လုခဲ့သည်ရဲဘော်မှားယွင်းစွာမနားလဲပါနဲ့ဒါကငါနဲ့ပတ်သက်တာမဟုတ်ဘူးဒါကငါမင်းရဲ့အထက်ရာရှိဖြစ်လို့မဟုတ်ဘူးငါတကယ်ပဲစင်းရဲသားတယောက်ဆိုရင်တောင်မင်းရဲ့လောရဲ့တွေကမှားယွင်းနေတော့ပဲလူအုပ်ကြီးကပုံမထူထက်လာသည် အချို့ကဖုံးများနှင့်ရိုက်ကူးနေကြသည့်ဤအဖြစ်ပြက်ကမှတ်တမ်းတင်ထားသင့်လောက်အောင်အရေးကြီးသည့်ရဲရရှိ၏မျက်နှာပေါ်တွင်စာပေဖတ်ရှုနိုင်သော ဖုံးမှုများကပ်နေသည့်လူအုပ်ကြီးကပုံမိုထူထပ်လာပြီးဤအခြေအနေကပုံမိုပျော်စရာကောင်းလာသည့်ဒီဗီဒီယိုကဝမ်းရရဲဖြစ်သွားလိမ့်မယ်ထိုရဲရရှာဤသည် သူ၏မာနကြောင့်မှတ်မိနေမည်သူဖြစ်သွားလိမ့်မည် မချစ်စုသည်အမူအရာမဲ့စွာရက်နေစေသူ၏ညလုံးများကထိုလူကိုစူးစူးဆိုင်ဆိုင်ကြည့်နေသည်ဒီဖြစ်ပျက်က မင်းဘသူလဲဆိုတာမင်းကိုပြလိမ့်မယ်ခု သူမကပြောလိုက်သည်ဘူကြီးသူရသည်တရွေးမျိုးချလိုက်ပြီးထမှန်စကားပြောရင်စူးစားသောအခါသူ၏အတန်တုံရင်နေသည်ဆရာမကျွန်တော်မသိပါဘူး မင်းကဘာလုပ်လဲဆိုတာမသိဘူးလားဟုမချစ်စုကချက်ချင်းဆိုသလိုပြောလိုက်သည်သူမ၏အတန်ကအေးဆက်နေတော်လဲထက်မြက်နေသည်ငါကရဲမှုတူငါကမင်းရဲ့အထက်ရာရှိတူငါကတသိရှိတဲ့သူတူမချစ်စုတက်ပြင်းချလိုက်ပြီးသူဤရင်ဘတ်ပေါ်တွင်လက်ပိုက်ထားလိုက်သည်မင်းလှုပ်ခဲ့တာကိုတေချာနားထောင်မင်းကဘာလုပ်လဲဆိုတာမသိဘူးမင်းကစင်းရဲသားတယောက်လို့မင်းထင်တဲ့သူတယောက်ကိုစော်ကားနေတာ ဒီလိုမိုင်မဲတဲ့ရဲတွေအများကြီးပဲဗိုလ်ကြီးသူရသည်ပဝင်းကျင်ကိုကြည့်လိုက်ရာ သူ့ကိုလေးစားသောမျက်လုံးများဖြင့်ကြည့်နေခြင်းမဟုတ်ပဲမထီလေးစားပြုသောမျက်လုံးများဖြင့် ြည်နေသောမျက်လုံးပေါင်းများစွာကိုမြင်လိုက်ရသည်သူသည်ဤအခြေအနေကိုထိမ့်ချုပ်နိုင်ခြင်းမရှိတော့ပေယခင်ကသူသည်သူ၏ဝိစုံဖြင့်လူများကိုချင်းချောက်နိုင်ခဲ့တော်လဲယခုအခါသူသည်ရေစရာတစ်ခုသာဖြစ်နေသည် သူ၏ဖုံးကိုရှာဖွေရန်မတိမငိမ့်လှောက်ရှားနေသည်တစုံတဦးကိုဆက်သွယ်ပြီးအကူအညီရှာရန်ဖြစ်နိုင်သည်သို့တော်ဘာအတွက်လဲညီသူကမှသူ့ကိုကူညီနိုင်မည်မဟုတ်ပေသူ၏လုံရက်များသည် သူ၏အမားများဖြစ်ခဲ့သည်ဟူသောအချက်ကိုမပြောင်းလဲနိုင်ပေ နောက်ဆုံးတွင် သူသည်လက်နက်ချလိုက်သည်ဘူကြီးသူရသည်တောင်တင်းစွာရက်နေသည်ယခင်ကဒေါသဖြင့်ပြည့်နှက်နေသော သူ၏မျက်နာတွင်ယခုအခါကြောက်ရွံ့မှုနှင့် ရှက်ရွံ့မှုသာကြံရှိတော်သည် သူ၏အသက်ရှူသံများပြင်းထန်လာပြီး သူ၏ရင်ဘက်ကမတိမငိမ့်နှိမ့်လိုက်မြင်လိုက်ဖြစ်နေသည်နားထင်မှချွေးစည်းများစီးကြလာပြီး ယခင်ကထက်ပူမူလေးလံနေသော သူ၏ဝတ်စုံကိုဆူဆွစေသည် မချစ်စုက သူ့ကိုအမူအရာမဲ့စွာ ကြည်နေစေ သူ၏ရှေးမှ လူသည် သူ့ကိုယ်သူ ခုခံကာကွယ်ရန်တတိကျန်ရှိနေသည်လားဟု စစ်ဆေးနေတကယ်သူဖြစ်နေသည်သို့သော သူမသည်အဖြေကိုတည်သည်ဘူကြီးသူရရှုံးနေအသွားခဲ့ပြီဖြစ်သည် နေကင်းဘက်ကောင်းကင်သည်ပိုမိုပူပြင်းလာတော်လဲလူသွားလန်းပေါ်ရှိနေသူကတရားယုံခန်းထဲတွင်ရှိနေတကယ်သူခံစားရသည် မျိုးလုံးအလုံးကသူတို့နှစ်ဦးကိုစိုက်ကြည့်နေကြသည်ယခင်ကလမ်းသွားလမ်းလာများသာဖြစ်သော လူများကရက်တန့်ပြီးကျေနက်သောအမှုအရာဖြင့်ကြိရှိနေကြသည် အချို့ကဖုံးများနှင့်ရိုက်ကူးနေကြဆဲဖြစ်ပြီးမာနာကြီးသောရဲရာရှိတဦးအရှက်ရနေသည်ကိုမြင်ရခြင်းသည် ရှားပါသောအဖြစ်ပြက်ဖြစ်သည်ကိုသူတို့သိကြသည် မချစ်စုသည် ရှေလျားစွာတက်ပြင်းချပြီးနောက်ဆုံးတွင် သူ့အနာသို့တလန်းချင်းကပ်လိုက်သည် မင်းငါဘာလုံးနိုင်လဲဆိုတာကိုမင်းထင်လို့မရဘူးဟုမချစ်စုကပြောလိုက်သည်ဆရာမဒီလိုမလုပ်ပါနဲ့ကျွန်တော်ရှင်းပြနိုင်ပါတယ်ဟုသူ၏အတန်တုံရင်စွာပြောလိုက်ရာကြားရလူနီးပါပဲဒါအထင်မြင်လွဲမှမှုတစ်ခုပါ အထင်မြင်လွဲမှမှုလားမချစ်စုမျက်ခုံးပင်လိုက်သည်မင်းရဲ့သားတယောက်ကိုချင်းချောက်တယ်မင်းမသိတဲ့သူတယောက်ကိုချင်းချောက်တယ်မချစ်စုသည် သူ၏ဝတ်စုံကိုကြည့်လိုက်သည် ဤတကြိမ်တွင် သူမ၏မျက်လုံးများကမတုံရင်တော့ပေအစိမ်းရောင်ရောင်ပြန်အကြည့်ကိုမြောက်ကင်ထားသည်သူ၏လက်မြအားကတုံရင်နေစဲဖြစ်ပြီးသူ့ကိုယ်သူအစိတ်ပိုင်းတစ်ခုဆုံးရှုံးသွားတဲ့ကဲ့သို့ဖြစ်နေသည် မချစ်စုသည်ထိုအကြည့်ကိုငြိမ်သက်စွာယူလိုက်ပြီးသူ၏အနီးတွင်ရက်နေသောရဲရာရှိတဦးကို ပေးလိုက်သည် ထိုရဲရာရှိကနေရွယ်တော်လဲပုံမိုစည်းကမ်းရှိပြီးခေါင်းညိတ်လိုက်သည် ဆရာမနောက်ဆုံးအခွင့်အရေးပေးပါဦးကျွန်တော်ပြောင်းလဲပါမယ်ဒီအမားကိုနောက်ထပ်မလုပ်တော့ပါဘူးဟုဘိုးကြီးသူရကတောင်းပန်လိုက်သည် အခွင့်အရေးလားမချစ်စုကသူ့ကိုပြန်မေးလိုက်သည်မင်းချင်းချောက်ခဲ့တဲ့လူတွေဘယ်နှယောက်ကိုအခွင့်အရေးပေးခဲ့လဲဘိုးကြီးသူရသည်မြည်သည့်အရာကိုမျှပြန်မဖြေနိုင်တော့ပေသူ၏မျက်လုံးများကနောင်တများဖြင့်ပြည့်နှက်လာသည်သူ၏လက်များကအားနည်းစွာဘေးတွင်တွဲလောင်းကျနေသည် ဘိုးကြီးသူရနာကျင်စွာရေရွတ်လိုက်သည်ရှေယုံမှုနှင့်အတူသူနောက်ဆုံးတွင်ကြောခိုင်းပြီးခေါင်းငုံကထွက်သွားသည်ယခင်ကမာနာကြီးစွာလှမ်းခဲ့သောခြေလမ်းများသည်ယခုအခါလမ်းပြောင်နေသော သူတဦးကဲ့သို့ဖြစ်နေသည် သူဤနောက်တွင်မချစ်စုသည်ရက်နေစေဖြစ်သည်ရဲဝတ်စုံကိုဝစ်ဆင်ထားသူသည် ရုပ်ပုံတသက်မဟုတ်တော့ဘဲရှေယွန့်ချင်းနောင်တနှင့်ကြောက်ရွံ့ချင်းတို့ကသူ့ကိုနှင်မွန်းစေခဲ့သည်သူသည်နောက်သို့ပြန်လှည့်ကြည့်ရန်မရေရဲခဲ့ပေ မချစ်စု၏အကြည့်များက သူ့ကိုဟောက်ထွင်းဝင်ရောက်ပြီးသူ၏ဝိညာဉ်ကိုဆွဲထုတ်သွားမည်ကိုမလိုချင်ခဲ့ပေ။တခြားတစ်ဖက်တွင်ယခင်က စကားမပြောရဲခဲ့သော လူအချို့ကတိုးတိုးလေးဆွေးနွေးပြောဆိုနေကြသည် ဤကဲ့သို့သောအဖြစ်ပြက်များမြင်းများများစွာ ဖြစ်ပွားခဲ့တော်လဲမြည်သည့်အခါမျဖော်ထုတ်ခြင်းမရှိခဲ့သည်ကိုပြောဆိုနေကြသည်ဤအဖြစ်ပြက်ကဝိစုံအောက်တွင် လူသားများသာရှိပြီးတရားမျှတမှုကို ထိမ့်သိမ်းမည်လားသို့မဟုတ်အာနာကိုအလွဲသုံးစားလုပ်မည်လားဟုသောရွေးချယ်မှုဖြင့်နေထိုင်ကြသည်ကိုတတ်သိပြနေသည် မချစ်စုသည်မမတ်ရက်နေစေ ဝေးကွာသွားသောဘူကြီးသူရကိုကြည်နေစေဖြစ်သည် သူမ၏အကြည့်များကပြက်သားမှုအပြင်တစုံတစ်ခု ပုံမူပါဝင်နေသည့်အေယာက တရားမျှတမှုအတွက်အစပြုခြင်းသာဖြစ်ကြောင်းသူမသိသည်သူမသည်ချီးကျူးဂုဏ်ပြုခြင်းသို့မဟုတ်လက်ခုပ်တီးတံများကိုမလိုချင်ခဲ့ပေသူမသည် လူများအေယာမှသင်္ကန်းစာယူရန်သာလိုလားခဲ့သည်သူတို့သည်မှန်ကိုကြည့်ပြီးသူတို့ဘသူလဲဆိုတာကိုသိရန်လိုအပ်သည်မချစ်စုသည်တည်ငြိမ်သောခြေလမ်းများဖြင့်သူမ၏တာဝန်ကိုဆက်လက်ထမ်းဆောင်သည့်အဘယ်ကြောင့်ဆိုသောတရားမျှတမှုသည် သူ့ဘာသာသူယက်တီနေနေမဟုတ်ပဲတိုက်ပွဲဝင်ရမည်ဖြစ်သည်